အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions Twitter တဲ့အားလုံးလည်းမင်္ဂလာပါကျွန်တော်အခု33မြေအကြောင်းအရာကဒီဆောင်းပါပေါ့နော်ဒီဆောင်းပါကိုပြန်ပြီးတော့ဒီ Banker Post မှာအရေးထားတဲ့ဆောင်းပါပြီးခဲ့တဲ့ဒါ2နာရီလောက်ကတက်တယ်ဒီ Nicholas Atkin ရေးတဲ့ဆောင်းပါဒီသတင်းဆောင်းပါကိုကျွန်တော်ပြန်ပြီးတော့ဒါပြည်သက်တွေကိုမျှဝေပြီးမှာဆိုတော့အကြောင်းအရာကတော့ Superlek နဲ့ Nabil Anano ရဲ့ပွဲတဝမ်း Championship ရဲ့172ပွဲဆိုတော့ဒီပွဲမှာ စပလက်ဟိုဟိုက်ဒရေးရှင်းရောဝိတ်ကတ်ရောနောက်ခုစလုံးဖိလ်ဖြစ်သွားတယ်ဖိလ်ဖြစ်သွားတဲ့အတွက်ဒီနဗယ်အတွက်နင်းလာသွားတာပေါ့လေနဗယ်အတွက်နင်းလာသွားတယ်ဆိုတော့စပလက်လည်းနင်းလာတော့စပလက်ကသူ့ရဲ့သူ့ရဲ့ကပတ်ဖြုတ်သိမ်းခံရုတ်သိမ်းခံရတယ်ပေါ့နဗယ်နင်းလာတာကတော့နိုင်ခဲ့ရင်တော့မှဒါကဟိုချန်ပီယံဟောင်းကိုနိုင်တဲ့ပွဲဖြစ်သွားတယ်ချန်ပီယံကိုနိုင်ပြီးသူ့ချန်ပီယံဖြစ်မှာပွဲမဟုတ်တော့ဘူးဆိုတော့ဒါကြောင့်လဲဒီဘန်ကောက်ဘော့စ်မှာကလည်းဒီ နဘီလ်ဘက်ကနစ်နာတဲ့ပုံစံလေးကိုထင်ဟအောင်လို့နဘီလ်ကဒီ super leg fill hydration ဖြစ်သွားတဲ့နောက်ဒီ title ပွဲကိုထိုးခွင့်မရတော့ဘူးဆိုပြီးတော့ဒါကောင်းစင်တက်ထားတော့တွေ့ရတယ်။ဆိုတော့အရင်ဆုံးအနေနဲ့ဒီ fast status အပြောင်းလဲကိုပြောရမယ်ဆိုရင်ပထမတည်ထားတာက notification power ပေါ့နော်၅ရော၅ကြီးပွဲ၅ကြီးပွဲတည်ထားတယ်ဒီပွဲမှာဒီနဘီလ်ကဒီဘယ်လိုခေါ်မလဲ interim champion ပေါ့ တယ် full title ကတော့ super leg ကရထားတယ်အဲသူတို့နှစ်ဦးထိုးတဲ့အခါနိုင်တဲ့သူကဒါဟို super leg က champion ကာကွယ်တာဖြစ်မယ် nebel ကတော့ champion ကဘက်ကိုလွှဲပြောင်းကြည့်တဲ့ပွဲဖြစ်မယ်ဒါပေမဲ့ hydration လဲကြတယ် miss weight လဲဖြစ်တယ် weight လဲမဝင်ဘူးနှစ်ခုစလုံးဖြစ်သွားတာဖြစ်သွားတဲ့အခါကျတော့ငါးကြီးပွဲကနေပြီးတော့၃ကြီးပွဲဖြစ်သွားတယ် non title contest ဖြစ်သွားတယ်ဆိုတော့ဒါကဒါပွဲအပြောင်းလဲပေါ့ဆိုတော့ဒီမှာ စူပါလက်ရဲ့ title ရုပ်သိမ်းခံရတယ်အခြေအနေကပွဲပြက်ပွဲပြက်မလို့တော့ဖြစ်တယ်တကယ်လို့ဒီနဘဲသာလက်မခံဘူးဆိုရင်ပွဲပြက်မှာဒါနဘဲကလက်ခံလိုက်လို့အဲ့တော့အဲ့လက်ခံဖို့အတွက်လည်းဒီစူပါလက်နဲ့နဘဲနဲ့ကစားသမားတွေနဲ့တောင်းရှိသူတွေညှိနှိုင်းလိုက်တဲ့နောက်မှာစူပါလက်ဟာသူ့ရဲ့ထိုးခြေထက30%ကိုနဘဲကိုပေးဖို့ဟိုသဘောတူလိုက်ရတယ်နဘဲကလက်ခံလိုက်တယ်ပေါ့လက်ခံလိုက်တဲ့အတွက်ဒီပွဲကဖြစ်သွားတာ ဆိုတော့ Neville အတွက်ကတော့သူ့ရဲ့ Tiger Hope က block ဖြစ်သွားတယ်။သူ့အနေနဲ့ interim champion ပဲဖြစ်မယ်။နိုင်ရင်တော့ full title မရတော့ဘူးဆိုတော့ဖြစ်သွားတယ်။ဆိုတော့သူ့ရဲ့အခွင့်အရေးပေါ့နော်ဒီသက်20အရွယ်မှာကမ္ဘာ champion မူထိုင်းကမ္ဘာ champion ဖြစ်လာမယ်။ဟိုအခွင့်အရေးသူလက်လို့ဆုံးချုံနေတာတခုတော့ရှိပါတယ်။ဒါကြလို့ဒီပွဲမှာ Super Black ကိုသူနိုင်နေဆိုရင်ကပတ်ကဟိုသူ့လက်ထဲကို officially မရောက်လာတာပဲရှိတယ် ို့တားဆီးမဲ့ကစားသမားတော့ဒီဝိတ်တန်းမှာမဖြစ်နိုင်တော့ဘူးလို့တော့ပြောရမယ်။ဆိုတော့တစ်ချိန်ဖို့တစ်ချိန်ရမှာပဲ။ဆိုတော့ဒီအနေထားမျိုးတော့တွေ့ရတယ်။ဟိုဒီနေရာမှာ one championship ရဲ့ဒီ hydration task ကတချို့လဲဝေဖန်ကြတယ်။အရန်တော့တတ်ပို့ပြီးတော့တင်းကျပ်လုံးတယ်ပေါ့။တင်းကျပ်တဲ့အတွက်လည်းဒီအခုလိုမျိုးပွဲနီးတော့မှ ပြတ်တာတွေ cancel ဖြစ်တာတွေပြီးတော့ဟိုအမျိုးမျိုးပေါ့ဒီဒီလိုအခြေအနေတွေဖြစ်ရတယ်။ ဆိုတဲ့ဟာမျိုးပြောကြတယ်သို့တော့ chatry ကတော့ဒီသတင်းဖောင်းမှာပြောထားလဲဆိုတော့သူအနေနဲ့ hydration ကိုလုံးဝဖြတ်သိမ်းမှာမဟုတ်ဘူးအ short ပြီးမှာမဟုတ်ဘူး weight ဝင်ရုံတစ်ခုတည်းကိုဦးစားပြီးမှာမဟုတ်ဘူးကစားသမားတွေရဲ့ကျန်းမာရေးအတွက်လောရတာထက်ပိုတဲ့တကယ်ရေကိုအလွန်အမင်းဖြတ်တောက်ပြီးတော့ထိခိုက်သွားမဲ့တခြားအရာတွေကိုစိုးရိမ်နေတဲ့အတွက်သူတို့အနေနဲ့ပွဲတွေပြတ်တာမပြတ်တဲ့ဒီဘေးရဆိုးမျိုးတွေကိုဒါသူတို့အနေနဲ့ဒီဟာကတော့ ဟိုဆက်ထားထားအောင်မှာဆိုပြီးသူအခိုင်မှာပြောသွားတယ်။ဟောဆိုတော့ဟို dehydration ကလည်းကျန်းမာရေးကိုတကယ်ထိခိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူအလုံးလုံးတဲ့ပုံစံကိုကျွန်တော်တို့အကြံပြင်းပြောမယ်ဆိုရင်ဒီ urine sample ပေါ့နော်စီးနမူနာယူတယ်။ယူပြီးတော့ဒီ specific gravity လို့ခေါ်တဲ့ sg ပေါ့အဲဒီ sg မှာဒီစီးကိုဆက်လိုက်တဲ့အခါမှာစီးထဲမှာအဲ့လိုမျိုးဟိုစီးရဲ့ပါဝင်မှုနှုန်းအရန်များနေ1.025ဆိုတဲ့ပမာဏကျော်နေရင်အဲအဲ့လိုအဲ့လိုကျော်နေရဆိုရင်ဒါခနာကိုယ်ထဲမှာရေထက် မလုံလောက်တဲ့အတွက်ဟိုရေတက်မလုံလောက်ဘူးဆိုတာကလည်း weight short ခြင်းလို့ရေတက်ကိုအလွန်မင်းဖြတ်ချထားခြင်းလို့ယူဆတဲ့အတွက်အဲ့လိုအဲ့တော့သူ့ရဲ့နောက်ဆက်တွဲဘေးရဆိုးကြောပါလဲဆိုတော့ဒီကစားသမားတွေရဲ့ဟိုအကျမ်းမာကြီးကြောက်ကက်လို့အရာမျိုးတွေတခြားဒီ adrenal organs တွေကိုထိခိုက်စေမှာဆိုးတဲ့အတွက်ဟိုဝမ်းချက်ချက်ကတအားတားထားတာအခုကအခုကနည်းနည်းဆိုးတာပါလဲဆိုတော့ဟိုနှစ်ခုစလုံးသူဟာကဟို hydration မအောင်ဘူးဆိုရင် weight ကို ောင်းတာမအောင်တာကိုထည့်မစင်စားဘူး hydration အောင်လို့ဆက်တော့သလိုရေတွေဆက်တော့အောင်ရေဆက်တော့ weight တက်တက်တက်လာမယ်အဲ့တက်တဲ့ပမာဏ hydration တော့အောင်သွားပြီ weight ကကျော်နေလည်းမရသေးဘူးဆိုတဲ့ပုံစံမျိုးအဲ့ဒီမှာမှအဓိကတကဒီ hydration ကတော့ pass ဖြစ်တယ် overweight ဖြစ်နေရဆိုလည်းဟို fail ရပါပဲအဲ့ကြံလည်းထပ်ပြီးတော့စူးစမ်းအောင်ဆိုတဲ့ပုံစံမျိုးအခုက super leg ကနှစ်ခုသလုံးကြာတာဆိုတော့ဟိုတချို့ကလည်းဒီအခုဒါအခုပဲ time မှာပေါ့နော်ဒါတချို့လည်းဝေဖန်ကြတယ် comment တွေမှာလည်းတွေ့ရတယ်ပေါ့နော်ဆောင်းပါတယ် မှာရောပြီးတော့ social media မှာရောဒါနဘဲကိုကဘာမပေးကြင်လို့တော့ဘာလို့ညာတော့ဒါတွေကတော့ဆော့ဆွဲချက်တွေပါအဲ့လိုထပ်ဆန်ပြစ်နိုင်ကြီးများတာကတော့ super lag အနေနဲ့ဟိုတော့အရင်ကလည်းဒါမျိုးသူဖြစ်ခဲ့ဘူးတာမဟုတ်နဘဲနဲ့ပတ်သက်ပြီးတော့တော်တော်စိုးရင်သွားလိမ့်မယ်ဆိုတော့သူ့ရဲ့ wake up strategy ကိုသူနည်းနည်းလေး risk ယူလိုက်တာစွန့်စားပြီးတော့သွားလိုက်တာဖြစ်လိမ့်မယ်သွားတဲ့အခါမှာအလွန်ကျူးလို့ဖြစ်ပြီးတော့ထိမရတော့စေပုံစံမျိုးဖြစ်သွားတာဖြစ်ဖို့များတယ်ဘာကြောင့်လဲဆိုတော့နဘဲရဲ့ height သူပထမတစ်ချိန်နိုင်ထားတော့နဘဲမဟုတ်တော့ အားလုံးသိတယ်စူပါလက်လည်းသိတယ်ပရိသတ်တွေလည်းသိတယ်အဲ့တော့ time မှာလည်းဒီ Nobel ဒီပွဲကစူပါလက်မလွယ်ဘူးဆိုပြီးတော့ထင်ကြီးမျိုးပေးနေကြတယ်စူပါလက်ကပို့ပြီးတော့ဂျေမန်စားသည့်တိုင်အောင်ဟိုတော်တော်ကြက်ကြက်တဲတဲကစားမဲ့ပွဲဆိုတော့စူပါလက်အနေနဲ့လည်းဒီမွေးရပါ height ကိုမရှင်နိုင်တဲ့အခါမှာ weight အပိုနဲ့ကစားကျင်တဲ့နဲ့တူတယ်ဆိုတဲ့အခါကျတော့ weight ကိုတင်ပြီးတော့မှရေကိုဖြတ်ချပြီးတော့သူ weight အဝင်လေးသူသွားတာ timing လွဲသွားတယ်လွဲသွားတော့ weight ကလည်း ကျော်တယ် hydrate ဝိတ်ကျော်တယ်ဆိုတာကဟို hydration အောင်ပြီးဝိတ်ကျော်တာဆိုလဲတော်သေးတယ်အဲ့လိုပဲဒီဘယ်လိုကောင်းလဲဆိုတော့ဝိတ်တော့ဝင်တယ် hydration လေး fail ဖြစ်တာဆိုလဲတော်သေးတယ်သူကနှစ်ခုသလုံးဟို fail လာဆိုတော့ဟိုတော်တော်ဆွေးနေများသွားပြီးတော့အလုံးအကျော်ဝိတ်တင်ထားလို့ဖြစ်ဖို့များပါတယ်ပြောမှဆိုတော့နဘေးလို့ကိုကြောက်တယ်လို့ကြောက်တယ်လို့တော့မပြောချင်ပေမဲ့ဆွေးနေသူများသွားတဲ့အတွက်ဒီလိုဖြစ်သွားလို့ပြောရမှာပေါ့ဆိုတော့ဒီပုံမှန်ဆိုရင်တော့20%ကနေ30% ကြားထဲမှာပြိုင်ဘက်သဘောတူတယ်ဆိုထိုးဘသဘောတူတယ်ဆိုဒီ conversation phase အနေနဲ့ဒီ20ရာခိုင်နှုန်း30ရာခိုင်နှုန်းပေးရမှာအခုတော့ full 30ရာခိုင်နှုန်းပေးပေးရတယ်နဗီလ်ကလည်း full 30ရာခိုင်နှုန်းပေးတဲ့အချိန်မှာလက်ခံတဲ့အတွက်ဒီဘွဲကဒါ bendan weight ဘွဲဖြစ်သွားတယ်သုံးကြီးဘွဲဖြစ်သွားတယ် tightify မဖြစ်တော့ဘူးဆိုတော့ဒါကတော့ဒီနောက်ဆုံးအခြေအနေပေါ့နော်ဒီ super leg ကဘာဖြုတ်သိမ်းခံရတဲ့အတွက်နဗီလ်ကမလည်းပြန်နိုင်ရင်တော့မှဒါကဘာ champion full title ရမှာမဟုတ်ဆိုတဲ့အကြောင်းကိုသုံးသပ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ UK Match Day ပရိသတ်များအားလုံးပဲကျေးဇူးထူးတင်ရှိပါပါခင်ဗျာ။